Hello guys ဒီဗီဒီယိုဟာ Joker ကိုတိတ်ပြီးတော့မယူပါဘူးလို့တွေးမိသူတအူ Joker ကိုအကဲဆန့်ချင်သူတအူ Joker နဲ့တငယ်ချင်းဖြစ်ချင်မိသူတအူရဲ့ဖြစ်ရအကြောင်းဇလန်တပုတ်ဖြစ်ပါတယ် Tommy Black Crow ဆိုတဲ့နယ်ပြောင်းလာတဲ့စာနယ်ဇင်းတမဟာသတင်းပေါ်မှာထုံးစံအတိုင်း Joker တယောက်ဗီဒီယိုကင်မရာနဲ့ဘုံနေထောင်ထားကြောင်းပြောသွားတဲ့ဗီဒီယိုကိုကြည့်ရင်းနဲ့ကြောက်လန့်နေကြတဲ့သူတွေကိုကြည်စမ်းပါအောင်ဒီလူပြတ်နဲ့ပတ်သက်ပြီးတော့ဘာတွေကများကြောက်စရာကောင်းနေလို့လဲလို့မေးမြန်းရင်းနဲ့လောင်ပြောင်းနေခဲ့တယ် Joker ဆိုတာ attention လိုချင်နေတဲ့ခေါ်တမ်းမျိုးက လူတွေမြောက်စားထားကြတဲ့ပေါ့ပြက်ပြက်လူရှင်တော်တယောက်ပဲဒီကောင်ကတော်မီကိုမကြောက်လန့်စေဘူးသူဟာကိုပြည်သူကိုရဲ့လူမျိုးတွေကိုတော့မှပြန်ပြီးတော့တပ်ပစ်ခိုင်းနဲ့ရွာတွေကိုမီးရှို့ပစ်ခိုင်းနဲ့ခလေးတွေကိုတပ်ပစ်ခိုင်းနဲ့စစ်ကောင်းဆောင်တွေနဲ့အတူတခန်းနဲ့အတူတူထိုင်ပြီးမိခွန်းတွေမင်းမြန်ခဲ့ပူတယ်အဲဒီလိုလူမျိုးတွေကတော်မီကိုကြောက်လန့်စေတာဂျိုကာကိုသူချိုးဖြတ်နိုင်ပါတယ်အဖြေရှာဖော်ထုတ်နိုင်ပါတယ်ဆိုပြီးတော့ပြောတယ်အတန်အနေရဲ့ရှိချောင်းကိုမိတ်ဆွေတယောက်ကလမ်းပြီးတော့တတိပေးနေပေမဲ့တော်မီဟာဂျိုကာနဲ့ပတ်သက်ပြီးအမှုကိုသူပေးကင်မှုအတွက် စုံစမ်းခွင့်ပေးဖို့အတွက်ကိုတောင်းဆိုခဲ့တယ်။ဒီတော့ခေါင်းဆောင်ဖြစ်သူကလည်းစောင့်မြင်ကက်ကန်နဲ့ဖိအားတဲ့ကောင်ကိုအတောင်ပံတက်ပေးလိုက်တယ်။တစုံတစ်ယောက်က Prince of Crime Joker ကိုဖြုတ်ချခြင်းနဲ့ဆိုလဲရှိစေတော့ဒါမျိုးလူကိုယ်တော်မှသူကလိုအပ်သေးတာလို့ဆိုရင်လည်းအခြားလူတွေတားနေတဲ့ကြားကတော်မီတောင်းဆိုတာကိုလက်ခံပေးလိုက်တယ်။တကယ်တော့တော်မီကိုရိုင်းဒီလည်းလူတော်တယောက်ပဲအခြားလူတွေမမြင်နိုင်တာကိုမြင်နိုင်တယ်အခြားလူတွေမကြည့်နိုင်တဲ့ရှူတောင်းကနေပြီးတော့ရှီရှူတက်တယ်။ကော်သန်မျိုးသားတွေနဲ့လူတုတစ်ရက်လုံးဟာဂျိုကာရဲ့အဆိုးရွားဆုံးလောက်ရက်တွေဒီပထမတစ်နှစ်အပြီးမှာပြီး သွားလိမ့်မယ်ဆိုပြီးတော့တွေးခဲ့ကြတယ်ထို့ပေမဲ့မရက်သွားတဲ့အခါမှာလူရေတီတားဆီးဖို့ကြိုးစားမဲ့အစားပုံမှန်တစ်ခုလိုတွေးပြီးတော့နေလိုက်ကြတယ်ဂျိုကာဟာနေရာအနက်မှာရုပ်ချီးပေါ်ပေါ်လာပြီးတော့မကောင်းမှုတွေလုပ်နေတာကိုမြင်တဲ့အခါသူ့ကိုနတ်ဆိုးပါဆိုပြီးတော့မကောင်းဆိုးဝါးပါဆိုပြီးတော့သတ်မှတ်လိုက်ကြတယ်ကြောက်စရာကောင်းပါတယ်ဆိုပြီးတော့ပါခံယူလိုက်ကြပြန်တယ်တော်မီကဒါကိုမခံမရနိုင်တာဂျိုကာကိုသူလှုပ်ချင်တာလှုပ်ပေးထားလို့မဖြစ်ဘူးဆိုပြီးတော့တွေးမိရင်ဂျိုကာနဲ့လူဆိုးတွေပုံအောင်နေတဲ့အစီအစဉ်ဆွဲနေတဲ့နေရာစီကိုတိတ်တိတ်လေးခိုးပြီးတော့ဝင်လာခဲ့တယ် ဘဂျူကာကိုတကယ်တမ်းသူမြင်လိုက်ရတဲ့အခါမှာဂျူကာရဲ့အေးဆက်နေတဲ့မျက်လုံးတွေဟာ TV ထဲကနေတူမနေဘူးဆိုတာကိုမြင်ရတဲ့အခါတပည့်တွေကိုကြည်လောင်စွာရီမောနေပြီးတော့စကားတွေပြောနေပေမဲ့သူ့ရဲ့အတန်ကြီးကအေးဆက်နေတယ်ဆိုတာကိုကြားရတဲ့အခါမှာတော်မီဟာအနေငယ်တော့ကြောက်ရွံ့လာမိရဲ့သူကြောက်မိတဲ့ဒါပေမဲ့ဘာမှမသိတဲ့ခံစားချက်တစ်ခုဟာလေသူ့ကိုဂျူကာစီကိုဆွဲပြီးတော့ခေါ်နေကြောင်းကိုသိနေမိတယ်ထိုချိန်ဂျူကာရဲ့လက်အောက်လူစုံနှစ်ကောင်တိတ်တိတ်လေးစကားပြောနေကြတယ်၎င်းကနည်းနည်းဆောင်းကြွားတယ်သူဒီ two face ရဲ့လူစုံအဖွဲ ွဲတဲ့ကိုဝင်လာရင်တော့ကောင်းသေးတယ်ဆိုပြီးတော့တွေးမိကြောင်း59လမ်းမှာ65မီလီယံဒေါ်လာဆိုအသားလေးအခိုးခံရဖို့အတွက်စောင့်နေကြောင်းကို ပြောပြလိုက်တဲ့အခါမှာဂျိုကာကယုတ်တရက်ကြီးအနောက်ကပေါ်လာပြီးတော့ကြားသွားတယ်အန်မေးတယ်အဲ့ဒီ65မီလီယံဒေါ်လာကိုငါတို့ကဖာလို့ရမှာလေငါတို့လိုအပ်တာကတာရဲ့တတဝါတွေဖြည့်ထားတဲ့လောင်ကြိုက်တွေပြီးတော့အဲ့ဒီလောင်ကြိုက်တွေကိုမြို့ထဲမှာဖျင်းရမှာဆိုပြီးတော့မပြောနိုင်ခင်ပါပဲချက်ချင်းလက်ကအစိမ့်နဲ့မျက်နှာကိုပတ်ပစ်လိုက်တယ်ငါကငါရဲ့ဟာသကိုမရှင်းပြဘူးကွာလို့ပြောရင်းနဲ့တပည့်လူစုဟာလေမျက် ျက်နှာမရှိတော့ဘဲနဲ့တေဆုံသွားရပါတယ်ဘက်ခနာအကြာမှာဂျိုကာကတခုခုစဉ်းစားပြီးတော့လက်ကြည့်ပြီးရည်တယ်အေးဟုတ်တာပဲအဲ့ဒီကောင်စီကနေပြီးတော့ရလိုက်တဲ့65မီလီယံကွင်နဲ့ဆိုရင်ငါတို့ကအေးအေးဆေးဆေးလောင်ကျိုင်းတွေအကောင့်တွေဝယ်လို့ရတယ်နော်ဆိုပြီးတော့ပြောအပီမှာကျေလောင်စွာထပ်ပြီးတော့ရည်ပြန်ပါတယ်ဒီအချိန်မှာတော့အနားမှာပုံနေတဲ့တော်မီကပါရှိမိသွားတယ်သူနားလေသွားပြီးဂျိုကာဘလို့လူလဲဆိုတာကိုသူချိတ်ဆက်မိသွားခဲ့ပြီးဘက်ဂျိုကာနဲ့ဟာလီကဒီကောင်ကိုအမြန်မဲရှာတွေ့သွားကြတယ်အန်ဒီမပေးပါနဲ့ငါကစာနယ်စင်ကပါဆိုပြီးတော့ပြောတဲ့ အခါမှာဂျိုကာဒီဒီကောင်းကိုစကားတွေစပြီးတော့ပြောလာတယ်ဒါပေါ့ဒါပေါ့မင်းအတွက်မင်းမေးရဲ့မိကွန်တွေကိုငါကဖြည့်ပေးရမှာမျိုးလုပ်ပေးနိုင်ပါတယ်ဒါပေမဲ့အခုနမင်းဘာကိုရည်ရလဲဆိုပြီးတော့ဦးစွာမေးပြလိုက်ပါတယ်တော်မီကလည်းရှင်းတယ်မင်းကိုရည်တာကမင်းကဟာတာတခုပဲဒီလူတွေကိုမင်းကအနာမတာခေါ်တာတာမင်းသူတို့တွေကိုမုန်းနေတယ်မင်းသူတို့ကိုလူသားဆိုပြီးတော့သတ်မှတ်တာတော့မဟုတ်ဘူးမင်းရဲ့မျက်လုံးထဲမှာမြင်နေရတယ်မင်းအတွက်သူတို့ဟာမိတ်ဆွေလည်းမဟုတ်ဘူး game တခုလိုပဲသူတို့အားလုံးဟာမင်းကိုကြောက်နေကြရမယ်မင်းကိုယ်တိုင်ကလည်းဘာမှမ ဟုတ်တဲ့အထီးကျန်လူသားတယောက်ပဲမိမတိုင်ပင်စရာစကားပြောစရာမိတ်ဆွေရှိမနေဘူးအဲ့ဒါကအရှိစရာပဲဆိုပြီးတော့ပြောလိုက်တဲ့အခါမှာဂျိုဂတီဒေါ်တာထွက်သွားခဲ့တယ်ဒီကောင်ကို rocket ဒုံးကြီးနဲ့ထုပြီးတော့တပ်ပစ်ဖို့ပြင်နေအချိန်မှာ batman နဲ့ robin ဟာရောက်လာကြပြီး joker ကိုတားဆီးလိုက်ကြပါတယ် robin ကြောင့် tommy ဟာအစာအုပ်တွေကနေပြီးတော့အမြန်ပြေးထွက်လာနိုင်ခဲ့တယ် batman ကလည်း joker ကိုထောင်ထဲပြန်ပြီးတော့ဖမ်းပြင်နိုင်ခဲ့ပါတယ်ဒါပေမဲ့တနည်းအကြာမှာ joker လွတ်သွားပြန်ပြီဆိုတဲ့အကြောင်းသတင်းစာထဲမှာပါလာတော့ဘာမှအတူတူထိုင်နေတဲ့မိတ်ဆွေက တော်မီကိုပို့ပြီးတော့ခယူးဆိုင်တင်ချောင်းကိုတတိပေးနေတယ်။ဘတ်တော်မီဟာခေါင်းမဆဲပဲမိတ်ဆွေစကားကိုနားမထောင်ဘူး။ဂျိုကာဒီအခုအချိန်ထိသူ့အတွက်ကြောက်စရာဟုတ်မနေသေးဘူးဆိုတာတွေကိုဘူကလန်နေကြီးပဲပြောတဲ့အခါမှာသူကဆက်ပြီးတော့တောက်ရှင်နေသေးတယ်ဆိုပြီးတော့ပြောပေးမယ်။မိတ်ဆွေဘယ်ရန်ကစိတ်ဆိုးပြီးတော့ထွက်သွားလိုက်ပါတယ်။တော်မီကညားတကောင်ကြားမှမူပြီးတော့ပြန်လာတော့အခန်းတကာဖွင့်လိုက်တာနဲ့ဆူဆူရွရွရွအနံတစ်ခုကိုနှာခေါင်းမှာရလိုက်မိတယ်။သူ့ရဲ့အခန်းပေါ်ဒန်နီတယောက်မဟုတ်တာတွေစားထားပြန်ပြီလို့တွေးမိရင်းနဲ့ဒန်နီလို့អော်ခေါ်ရင်းအမောင်နယ်ကိုတစ ားတဲ့တစားတိုးဝင်လာခဲ့တယ်ပြီးတော့သူမြင်လိုက်ရတဲ့အရာကြောင့်တော်မီဟာမင်သက် တုံလောက်သွားခဲ့ပါတယ်သူရဲ့အခံပေါ်ဒန်နီရဲ့အလောင်းကြီးတီရုပ်သေးရုပ်တစ်ခုလိုမျိုးကျိုးတွေနဲ့နိုင်ရံမှာတွဲလောင်းချခံထားရတယ်ပို့ပြီးတော့ဆိုရာကဒန်နီကပဲသူ့ကိုစကားပြောနေတယ်လို့မျိုးအခန်းထဲမှာအခြားတစုံတဦးဟာအေးဆက်တဲ့အတန်ကြီးနဲ့တော်မီကိုစကားတွေပြောနေခြင်းဖြစ်ပါတယ်ဒါကဒီဒန်နီဆိုတဲ့ကောင်ကမင်းရဲ့အချစ်ဆုံးတငယ်ချင်းလားဆိုပြီးတော့မေးတော့တော်မီဒီ no ဒါကငါနဲ့စာနယ်တိုင်းမှာအတူတူအလုပ်လုပ်တဲ့လုပ်ဖို့ခိုင်းဖက်ပဲဆိုပြီးတော့ဖြေတယ်ဂျူကာကအော်သူမာသွားပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ငါဒီကောင်ကိုမေးကြည့်သေးတယ်ဒီကောင်က မရဘူးအတင်းယုံနေတာနဲ့ပဲအခုလိုတွေဖြစ်ကုန်တာဆိုပြီးတော့အေးဆက်ဆက်နဲ့ပြောပြရင်အမောင်တွေကနေပြီးတော့ထွာလာပါတယ်။တော်မီကဒါတွေကိုမြင်အပြီးမှလုံဝကျွတ်ထွက်ကြောက်လန့်သွားခဲ့ပြီးဘာလို့လဲဘာလို့သူ့ကိုတက်ပြရတာလဲဆိုပြီးတော့မေးကြည့်တော့ဂျိုကာဒီတော်မီပို့ပြီးတော့ကြောက်သွားစင်မဲ့အဖြေတွေကိုပြောပြလာတယ်။ရှင်းပါတယ်ငါအဲ့အတွက်အပြိုင်ဆိုတာရှိနေမှာဆိုလို့ပဲအဲ့ဒီညကမင်းပဲပဲနေနေငါကိုပြောခဲ့တဲ့စကားတွေကိုငါမှတ်မိတယ်ပြီးတော့မင်းကမှန်လဲမှန်တယ်ငါမှအဖော်မရှိဘူးဖြစ်နေတာမင်းကအဲ့ဒီအဖြေမှန်ကြီးကိုပြောပြလိုက်ပြီးတော့မင်းကိုမင်းက ါရဲ့တငယ်ချင်းဖြစ်ပေမဲ့ဆိုပြီးတော့ကန်လန်းလိုက်တော့ငါသက်သာရရမိရဲ့အခုဆိုရင်ငါမင်းအကြောင်းကိုအကုန်တီးပြီးနေပြီမင်းအဖေအကြောင်း ကားအကြောင်းမင်းစေးချတဲ့အကြောင်းမင်းရဲ့အတ္တမပြည့်သေးတဲ့စော်လေးအကြောင်းအကုန်လုံးကိုငါစုံစမ်းထားပြီးပြီးမင်းကငါအတွက် special ဖြစ်သူတူဖြစ်သွားခဲ့ပြီးငါတို့ဟာရှေးလျှောက်အနာဂတ်ကိုအကြာကြီးအတူတူပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းသွားကြမယ်ဆိုပြီးတော့ပြောလိုက်တဲ့အခါမှာအခုနအရက်ဆိုင်အထိချိုကားကိုမကြောက်ဘူးဆိုတဲ့တော်မီဒီအခုယောက်ျားကြီးတံမဲ့မျက်ရည်တွေပါကြားတဲ့အထိကြောက်လန့်သွားခဲ့ပါပြီဘက်ဂျိုကာကသူ့ကိုဖတ်တယ်နိုင်မပတ်ထားတဲ့လက်ကိုငုပ်ကြည့်ပြီးတော့ကြည်စမ်းမအောင်ဒူစီရိုက်လုပ်ဖို့အတွက်အချိန်ကြာလာပြီဆိုပြီးတော့ပြောတယ်တတတာ မမွားတွေလုပ်ပြီးတော့ပြတင်းပေါက်ကနေခုံချထွက်သွားလိုက်ပါတယ်။ဒေါ်မီဟာတယောက်တည်းအခန်းထဲမှာတွဲလောင်းကျနေတဲ့အလောင်းကြီးနဲ့အတူကြောက်လန့်ဒုံလုံးစွာနေနေမိတယ်။ခဏနေတော့ရဲတွေနဲ့အတူဘတ်မန်တို့ကရောက်လာတယ်။ဒေါ်မီကိုမကြောက်ဖို့နဲ့ဂျိုကာကိုဖမ်းမိပြီဆိုတဲ့အကြောင်းကိုပြောပြတယ်။ဘတ်ဒေါ်မီက "तू မလုံခြုံတော့ဘူး"ဆိုတာကိုသိပြီးနေခဲ့ပြီးဒါကြောင့်ရဲချုပ်အကူအညီကိုတောင်းပြီးတော့သူ့ရဲ့နာမည်၊သူ့ရဲ့လိပ်စာ၊ကိုယ်ရေးအချက်အလက်အစုံကိုပြောင်းပစ်ခဲ့တယ်။လူသူမသိတဲ့နေရာအသစ်တစ်ခုစီကိုတိတ်တိတ်လေးတွားပြီးတော့နေဖို့အတွက်ကိုစုံ ပြလိုက်ပါတယ်။ဘတ်6လအကြာမှာတော့ TV မှာဂျိုကာလွတ်သွားပြန်ပြီဆိုတဲ့သတင်းတက်လာပြန်ပြီးတော်မီကိုချက်ချင်းမဲ့မိတ်ဆွေဖြစ်သူဝါရန်ကဖုန်းဆက်သတိပေးတယ်။တော်မီကလည်းသတင်းကို TV မှာမြင်ပြီးနေပြီးသူကကြောက်လန့်ပြီးတော့တော့အစင်စင်ခတ်ထားတဲ့တကားလေးကိုအထက်ထက်ပိတ်ထားတဲ့ပြတင်းပေါက်တွေကိုပြေးသွားပြီးတော့စစ်ဆေးမိတယ်။မိတ်ဆွေကိုသူအစင်ပြေချောင်းပြောရင်ဖုန်းချပြပြခြင်းမှာနောက်ဖေးကပြတင်းပေါက်ဟာပွင့်နေချောင်းကိုသူကမြင်လိုက်ရပါတယ်။တော်မီကပြေးပြီးတော့ပိတ်တယ်။မိဖို့ချောင်းတွေကဓာတ်ကိုယူတယ်။အိမ်အခန်းလေးတွေကိုပတ်ကြည့်မိတယ်။ဘယ်သူမှ ရှိမနေဘူးဘက်တီယိုတီယာကြီးသူခုနပိတ်ခဲ့တဲ့ပြတင်းပေါက်ကပြန်ပြီးတော့ပွင့်နေပြန်တယ်သူပြေးပြီးတော့ပိတ်ပြန်တယ်ကြောက်ကန်ကန်ပြီးအတန်ချေချေနဲ့အိမ်ထဲကိုရှောက်ပြီးတော့အော်ဟစ်ဖြစ်တယ်မိသွားဖွင့်တယ်ဒါပေမဲ့အဲ့ဒီမိရဲမှလည်းသူမနေရဲပြန်ဘူးအဆင်ပြေပါတယ်ဒါတွေအားလုံးကမင်းရဲ့ခေါင်းထဲမှာပဲဖြစ်နေတာပါလို့ကိုဘာသာဖြေသိမ်းရင်းနဲ့တော်မီဟာမိဖို့ကြောင့်ထဲမှာစောင့်ကြောက်လေးအိပ်ပြီးတော့သွားခဲ့ပါတယ်သူနိုးလာတော့သူ့ရဲ့ဘေးချမ်းပြင်ပေါ်မှာဆိုရင်လွမ်းနေတော့ဆိုပြီးတော့သွေးတွေနဲ့ရေထားတာကိုမြင်လိုက်ရပြန်ပါတယ်နောက်တစ်နေ့နေတော့တော်မီကဂရုံးမှတုံပြလိုက် ပြီး TV သတင်းမရှိတဲ့ ဝေးလံတဲ့ရာတော်တွေရှိရာနေရာစီကိုပြောင်းပြီးတော့နေနေကြောင်းကိုမြင်လိုက်ရတယ်။ဒါပေမဲ့ချူကာရဲ့လက်ကတော့မလွတ်နိုင်ဘူးဖြစ်နေတဲ့အဖိုးကြီးတယောက်ကပြေးလာရင်လည်းကတုံးရီတိလာမြို့ပြပေါ်ကလေဂျိုကာဆိုတဲ့အယူလွတ်သွားပြန်ပြီးမြို့ထဲမှာတောင်းညံ့နေပြန်ပြီးဆိုပြီးတော့ကြားလိုက်ရတဲ့အခါမှာတော်မီဟာကြောက်လန့်သွားပြန်တယ်။သူ့ရဲ့မျက်လုံးထဲမှာတွဲလောင်းချိတ်ခံထားရတဲ့ဒန်နီကိုလည်းပြန်ပြီးတော့မြင်လာနေရတယ်။ဒီနေ့ကသူဒီဂျွန်ဆိုတဲ့နာမည်ပြောင်းအပြီးမှာတွဲခဲ့တဲ့ဆော်မော်လီနဲ့တနှစ်ပြည့် anniversary ဖြစ်တယ်။ somehow ဒါကိုဂျိုကာကလည်းသိနေပါ ါရဲလို့ခန်းစားနေရတာကြောင့်တော်မီကမော်လီရှိယာစီကိုကားနဲ့အမြန်ဆုံးမောင်းထွက်ပြေးလာခဲ့ပါတယ်။အိမ်ထဲကိုပြေးဝင်သွားတော့စီစဉ်ထားတာတွေကပျက်စီးနေပြီးဘောလုံးတွေကပေါက်ပြီးတော့ပြန်ကျင်းနေပြီးအထဲမှာတော့ဂျိုကာကမော်လီကိုဖန်ထားပြီးနေပါပြီ။တော်မီကသူ့ကိုပဲတပ်ပစ်လိုက်ပါတော့ဆက်ပြီးဒုက္ခမပေးပါနဲ့တော့ဆိုတာကိုငိုယူပြီးတော့ပြောတဲ့အချိန်မှာဂျိုကာကစော်လေးကိုလွတ်ပေးလိုက်တဲ့ No မင်းကငါကဘယ်တော့မှတတ်မှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့မင်းကငါမှရှိတဲ့တူဒီတော့တငယ်ချင်းမို့လို့ပဲမင်းကိုစကားတွေပြောလိုက်တဲ့အခါမှာငါ ါဟာပေါ်ပါသွားတယ်။စီးမင်းတီလားငါလုတဲ့အလုတ်ကအထီးကျန်စရာအလုံးမျိုးပဲ။ဘယ်သူကမှလည်းငါနာကျင်နေရတယ်ဆိုတာကိုမမြင်ကြဘူး။ဘယ်သူကမှလည်းတတအောင်ဘလို့လုတ်ပေးရမယ်ဆိုတာကိုမတွေးကြဘူး။ငါမှပြပြစရာတငယ်ချင်းဆိုလို့မင်းမဲရှိတာ။မင်းကငါကအလုတ်ပေးမှမဟုတ်ဘူး။နောက်အခုတော့ငါရဲ့အလုတ်တွေပုံနေနေနေယူလာတယ်။အကဲဖြတ်ပေးကြီးရှုပေးအကြံပေးလို့ပြောအပြီးမှသူရဲ့ရဲ့ဆက်ဆက်တတ်ထားတဲ့လူပုံတွေမိမပုံတွေကိုပရိုဂျက်တာနဲ့ပြပြီးတညာလုံးတော်မီရိုလင်မယားကိုကြီးစေခဲ့ပါတယ်။နောက်ထပ်လာတဲ့ ြအပြီးမှာတော့ရဲစခန်းကတပ်တေခံပစ္စည်းတွေထားတဲ့နေရာကိုတော်မီကနေတိုင်းဖုန်နဲ့ဆက်နေတယ်။ရဲစခန်းထဲမှာတယောက်ယောက်ကဂျိုကာရဲ့မျက်နှာကိုလီထုတ်ထားတာကြောင့်မျက်နှာကြီးရှိနေတဲ့အတွက်ကြောင့်ပဲဂျိုကာကအဲ့ဒီမျက်နှာကိုသွားပြန်ယူလာပြီးတော့သူ့ကို၆လမ်းမှာကိုတော်ကြီးမြန်မဲထဲမှာကက်ဘင်တသားအိမ်လေးတစ်ခုထဲမှာခိုးကြောင့်ခိုးဝက်နေနေတဲ့တော်မီကကြောက်လန့်နေခြင်းဖြစ်ပါတယ်။ရဲမေကိုသူကဂျိုကာသူ့စီမလာတာကြားနေပြီးဒီကောင်လာတော့မယ်ဆိုတာကိုငါခံစားနေရတယ်ဆိုပြီးတော့ပြောပြနေတယ်။တနက်တက်လက်ကိုလည်းလက်ထဲမှာဆွဲကင်ထားပြီးအခန်း ထောင်မှာကြောက်လန့်တကြားထိုင်နေမိပါတယ်။ဒီအချိန်ဘေးမှရှိနေတဲ့မြေအောက်ခန်းကတကားဟာသူ့ဘာသာပွင့်လာတဲ့ပီကဘူးလို့အော်ရင်တယောက်ယောက်ကတော်မီကိုအမောင်နဲ့ကိုဆွဲခေါ်သွားလိုက်ပါတယ်။တကယ်တော့ချူကာဒီဒီတစ်ချိန်လုံးမှာပျောက်နေခဲ့တာမဟုတ်ဘူး။သူ့ရဲ့မြေအောက်ခန်းထဲမှာရှိနေခဲ့တာဖြစ်တဲ့အလုလုဖို့အတွက်နေရာလိုတယ်လေ။အချစ်ဆုံးတငယ်ချင်းရဲ့အိမ်မှာလာလို့တာကအကောင်းဆုံးပဲမဟုတ်ဘူးလားဆိုပြီးတော့ပြောနေပြန်တယ်။ဘတ်တော်မီကဆက်ပြီးတော့တီးမခံနိုင်တော့ဘူး။စပွဲပေါ်မှာတွေ့တဲ့တနက်ကိုကောက်ယူပြီးတော့ပြစ်လိုက်မှာနော်။ဘတ်မန်မလုံနိုင်တဲ့အရာကိုငါလုံလိုက်မှာ နော်ဆိုပြီးတော့ချိန်ချောက်ပစ်လိုက်တယ်ဂျိုကာကတော့မကြောက်ဘူးပြစ်မှာဖြင့်ပြစ်လေဆိုပြီးတော့ရီပြီးပြန်ပြောတဲ့အချိန်မှာတော်မီကလက်ညိုးကိုကွေးပစ်လိုက်တယ်ဂျိုကာရဲ့ခေါင်းကိုတန်းတန်းနဲ့တဲပြီးတော့ပစ်လိုက်ပါတယ်သူပြင်မဲ့တနတ်ဒီအထဲတဲကရီတွေပဲထွက်လာတယ်ဂျိုကာကိုဆူရွှဲသွားစေတယ်ဂျိုကာဆိုတာအဲ့လောက်ထိတုံးအားတဲ့ကောင်မျိုးမဟုတ်ဘူးဂျိုကာကရီရဲ့မေးသွားစေမဲ့အငွေတစ်ခုကိုထုတ်ပစ်လိုက်ပြီးတော့ ျောက်သွားပြန်ပါတယ်။တော်မီနိုလာတော့ရဲတွေကလည်းရောင်းနေပြီ။သူ့ရဲ့အိမ်အောက်မှာဂျိုကာရှိနေတဲ့မျက်နှာအပြက်တွေလည်းရှိနေတယ်ဆိုပြီးတော့ကြောက်လန့်စွာပြောပြတော့ရဲဟာဗီဘူလော့ကဒီငနေတော့ချွတ်သွားပြီဆိုပြီးတော့တတ်မှတ်တယ်။တော်မီဟာဘာယုံကန့်ထားခြင်းမှရှိမနေဘူး။မနေညာကဒီတိုင်းအိပ်ပျော်သွားပြီးတော့အော်ဟစ်လန်နိုလာတာမြေရောက်ခန်းထဲမှာလည်းဖုန်တပိတ်တာနဲ့ပြေးနေတယ်။ဘသူမှရှိနေပုံမပေါ်ဘူးဆိုပြီးတော့ငင်းဆန်တဲ့အခါမှာတော့တော်မီဟာအနီးမှာရှိနေတဲ့ဓာတ်ကိုကောက်ခိုင်းလိုက်တယ်။သူယူမနေဘူးဆိုတာကိုရှင်းပြရဲဘတ်ဂျီယဲကဓာတ်ကိုခြာခိုင်းလိုက်တယ်။ တော်မီဒါကိုချလိုက်တဲ့နဲ့တပြိုင်နက်သူတို့ဒီအာခမ်အယူတော်ကိုပို့လိုက်ကြပါတယ်အချိန်တခုအကြာမှာတော့တော်မီကိုသူ့ရဲ့တငယ်ချင်းဖြစ်သူဝါရန်ကလာပြီးတော့တွေ့ရဲ့အပြင်မှာလူဆိုးတွေတောင်းညံ့နေကြတာအချိန်နေအရန်ဆုံနေပြီးသူ့ရဲ့တငယ်ချင်းကိုဘော့စတန်မြို့စီကိုခေါ်ထုတ်သွားဖို့အတွက်ဖြစ်ကြောင်းကိုရှင်းပြလာပါတယ်ဘတ်တော်မီကလက်မခံဘူးအခုသူ့မှာဒီအထဲထဲမှာတငယ်ချင်းတယောက်ရှိနေပြီးအဲဒီတငယ်ချင်းကသူ့ဘာကောင်ဖြစ်ခဲ့ဖြစ်ခဲ့ကောင်းကောင်းဆူဆူခယူမဆိုင်ဘူးစကားပြောပြီးရဲ့နားထောင်ပြီးရဲ့အခုနောက်ပိုင်းဆိုရင်စာပြန်ရေးလို့ရအောင်ပါ စာရွက်တွေခိုးခိုးပြီးတော့ထုတ်လာပေးတယ်သူဒီမှာပဲနေလိုက်တော့မယ်ဆိုပြီးတော့ပြန်ဖြေလိုက်ပါတယ်ဂျိုကာနဲ့ပတ်သက်ပြီးတော့စိတ်ပူကြောင်းကိုဝါရန်ကပြောပြပြန်တော့ဂျိုကာဒီတူစီကိုမလာတာကြားပြီးဖြစ်ကြောင်းတော်မီကပြောပြရတယ်အခုနောက်ပိုင်းဆိုရင်ဂျိုကာကိုသူကမေးထောင်မေးနိုင်နေပြီမိတ်ဆွေတယောက်ရှိတော့ကြောက်စိတ်ကလည်းယော်လာတယ်ဒီမှာနေရတာကအပြင်းမာထက်လည်းပိုပြီးတော့လုံခြုံနေဆိုပြီးတော်မီကဖြေလိုက်ပြန်ပါတယ်ဝါရန်က fine ဒါဆိုရင်လည်းဟုတ်ပါပြီမင်းတယောက်ယောက်ကိုအခုလိုမျိုးအားကိုးနိုင်တဲ့အတွက်ဝမ်းသာပါတယ် goodbye တော်မီရေလို့ပြောအပြီးမှနှုတ်ဆက်ထွက်သွား ါလိုက်ပါတယ်။တော်မီကအခန်းချင်းထဲကိုပြန်ရောက်တော့သူ့ရဲ့မိတ်ဆွေကပခုံးကိုလာပြီးတော့ကင်ရင်အားပေးတယ်။ကျေးဇူးပါအဲရစ်ကြီးမင်းကိုလည်းဂျိုကာကတပ်ပစ်လိုက်ပြီလို့ထင်နေတာငါ့ကိုဂတိပေးပါမင်းထွက်မသွားပါဘူးလို့အနားမှာရှိနေပြီးတော့စကားတွေပြောနေပေးပါမယ်လို့ဂတိပေးပါဆိုပြီးတော့အချင်းချင်းပြောနေမိတယ်။ NLD တငယ်ချင်းက always အမြဲတမ်းရှိမှာပေါ်ဆိုပြီးတော့ပြောတယ်။ NLD တငယ်ချင်းကဂျိုကာကိုယ်တိုင်ပဲဖြစ်နေတယ်ဆိုတာကိုပြပြီးဂျိုကာရဲ့ယူနတ်မှုကိုဂျိုကာကိုစံကြည့်ချင်ခဲ့တဲ့လူကားစားတယောက်တည်းအစုံမှာတော့သူကိုယ် တိုင်းအပီးတိုင်ယူနန်းသွားခဲ့တယ်ဆိုတာကိုပြပြီးကောမိတ်ကိုအဆုံးသတ်သွားခဲ့ပါတယ်အခုကောမိတ်ဒီ Halloween နဲ့အတူ Halloween Special Horror Trailer Comic လေးကိုတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ပရိသတ်တို့လည်းခြိုက်ကြတယ်အခြား Horror Comic တွေခြောက်ခြားစရာ Comic တွေကိုစိတ်ဝင်စားကြရဆိုရင်လည်း Comment Section မှာရေးသွားခဲ့ကြပါအောင်ဒီချိန်ဒီကြည့်ပေးနေကြသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်